အားလုံးမင်္ဂလာပါရှင်။အမ်ဒီနေ့တော့ဒီ verb လို့ခေါ်တဲ့ကရိယာတွေအကြောင်းပေါ့နော် grade 3 4 5သတ္တာတွေမိမိတို့အတွက်ရည်ရွယ်ပြီးတော့မှပြပြပေးပါမယ်။အဲတော့ verb လို့ပြောလိုက်လို့ရှိရင်ဒီမှာတော့ ဒီနဲ့ဆုံးတဲ့စကလုံးများပေါ့စားသည်လာသည်တွားသည်ဖြစ်သည်နေသည်ထိုင်သည်ဓမ္မမောရင် web to page ဆိုရင်ရှိသည်ဖြစ်သည်ပေါ့ဒါမျိုးတွေကိုကရိယာများလို့ခေါ်ပါတယ်အဲ့တော့ကရိယာတွေမှာအဓိကအပြင်နှစ်ခုပဲရှိတယ်ပထမတစ်ခုကပါလဲဆိုလို့ရှိရင် main verb လို့ခေါ်တဲ့အဓိကကရိယာတွေနောက်တစ်ခုကကျတော့ helping verb လို့ခေါ်တဲ့အခုကရိယာလေးဆိုပြီးတော့မှရှိပါမယ်အဲ့တော့ပထမဆုံးတစ်ခု main verb အကြောင်းကိုပြောကြည့်ရအောင်အဲ့တော့ main verb ဆိုတာပါလဲဆိုရင်တော့အဓိက action verb တွေဖြစ်ပါတယ်ဒီခလင်းငယ်တွေအတွက်က ော့ action verb ဆိုတာသိရင်လုံလောက်ပါလေအကြီးတန်းနေအတွက်မှာတော့ now test stative to link verb တို့ဒါမျိုးတွေလာမှာပေါ့နော်အခုတော့ဒီ action verb တွေကဘာလဲဆိုရင်လှုပ်ရှားမှုပါသောကရိယာများဘာလို့ရှားမှုပါသောကရိယာများဆိုရင်ဘာလဲဆိုရင်အဲလက်လှုပ်ခြေလှုပ်နော်ဒီမမလို့ရှင်စားတဲ့တောက်တဲ့ဆိုလို့ရှင်လည်းပဲအဲနှုတ် mouth ပေါ့နော်ပါးစပ်နဲ့စားရတယ်ဒီမမလို့လက်နဲ့ယူပြီးစားရတယ်စသဖြင့် acting ဆိုပါရက်ကရိယာတွေကိုကျမတို့က action verbs သို့မဟုတ်အဲသူတို့ကို glove to do တွေလို့လည်းခေါ်ပါတယ်ဒါလေးမှတ်ပြီးပို့ရမှာเนาะ action verbs အဲ့တော့နောက်တစ်ခုကကျတော့ helping verb ဖြစ်ပါတယ် helping verb မှာကျတော့ဗာလဲဆိုရင်အကိုကိရိယာများလို့ပြောနေမှာ၄ခုရှိမယ်ပထမတစ်ခုက verb to be verb to be ဆိုတာဗာလဲဆိုရင်เนาะရှိသည်ဖြစ်သည်ဒီမှာဟုတ်သည်ဆိုတာလေးနောက်ကနေထပ်ဖြည့်ထားတယ်ပေါ့เนาะရှိသည်ဖြစ်သည်ဟုတ်သည်နောက်တစ်ခုက verb to do ဖြစ်ပါတယ် verb to do ကတော့ဗာလဲဆိုလို့ရှိရင် အဲပြုတ်လို့ဒီပေါ့ back to have ကကျတော့ဗာလဲဆိုရင်သူ့ရဲ့အတိတ်ပဲကမှားရှိသည်အဲ့တော့မှားရှိသည်ဆိုလို့ရှိရင်ကျမတို့ကဘသူ့မှားရှိတယ်ကျမမှားရှိတယ်သူ့မှားရှိတယ်ဆိုတဲ့ပိုင်ဆိုင်မှုပြတာမျိုးဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ကလေးကိုမေးတဲ့အခါမှာမှားရှိသည်ဆိုလို့ရှိရင်ဘသူ့မှားရှိတာလဲလို့မေးလို့ရှိရင်ကျမမှားရှိတယ်သူ့မှားရှိတယ်ဆိုတဲ့ subject မှားရှိတယ်လို့ပြောလို့ရမယ်နော်နောက်တစ်ခုကကြပါလဲဆိုရင် model verb လို့ခေါ်တဲ့အခုကိရိယာတွေဖြစ်ပါတယ်အဲ့တော့အခုကိရိယာတွေကတော့ဗာလဲဆိုရင်အလုံးသိပြီသားပဲ can call out well what shall shirt me might must have to ပေါ့အဲ့တော့ must ကဘာလဲဆိုလို့ရှိရင် have to နဲ့ညီညာတယ်ဒါကြောင့်မလို့သူ့ရဲ့ past tense ကဘာဖြစ်လဲဆိုရင် had to ဆိုမှဖြစ်သွားမယ်နော်အဲ့တော့အကူကရိယာဒီ modal verb တွေဒါလည်းအကူကရိယာစစ်စစ်ဖြစ်သည်လို့ရေးထားတော့ကျန်တဲ့ကရိယာမစစ်တဲ့နေရာဘာတွေလဲလို့ကျွန်တော်မေးမယ်ဆိုရင်ဒီလားပြထားပါတယ်အဲ့ဒီ verb to be verb to do verb to have သုံးခုလုံးဟာအဓိကကရိယာအနေနဲ့လဲသုံးလို့ရတယ် verb တွေဖြစ်တယ် နော်ဒါဆိုရင် Tableau မှာကြည့်ကြရအောင်မှာဟောဒီမှာ verb to be ဆိုလို့ရှိရင်ညီမတို့က MSR ဆိုတာဒီ present tense ဖြစ်ပြီးတော့မှာ was were past tense ဒီလိုပဲနော် do verb to do မှာလည်းပဲ does နဲ့ do ဟာ present ဖြစ်ပြီးတော့မှာ did က past tense ဖြစ်တယ် verb to have မှာ has နှစ်ခုက present ဖြစ်ပြီးတော့မှာ had က past tense ဖြစ်ပါတယ် အဲ့တော့ဒါကတော့ဗာလဲဆိုအကျဉ်းချုံလိုက်ရင် verb တွေမှာရှိတဲ့အဓိကကိရိယာများနဲ့ helping verb အကိုကိရိယာများဆိုပြီးတော့မှာဆုံးပြပေးရင်ဖြစ်ပါတယ်။ဒီနေ့လေးမှာဒီပိုင်းရက်လိုက်ပြီနော်။